မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်ကျက်စားပြင်ကန်နာလမ်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခတ်ရောက်ဗျူဟာမိုးအပါအဝင်၁၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ30ရက်နေ့ညနေ6:58မိနစ်ခန့်မှာဒဝယ်မြို့နယ်ကျက်စားပြင်ကန်နာလမ်း တကွန်း90အနီးမှာအထိုင်ချတပ်ဆွဲပြီးတော့လောင်းလုံးမြို့နယ်ဘက်ကိုလက်နက်ကြီးများနဲ့ပြစ်ကူပေးနေတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်တပ်ဘက်ကဗျူဟာမှုအပါအဝင်၁၂ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေများပြားကတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတည်တဲ့ဇယင်းကတော့ထတ်တိုးတော့မရှိပါဘူးအင်အားကတော့သူတို့ရောက်လာတာ15កောင်ပဲရှိတယ်ကျွန်တော်တို့တိုက်ခိုက်မှုအတွင်းမှာဗျူဟာမှုအပါအဝင်17កောင်တေဆုံးသွားတယ်လို့ Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို အထူးပြောက်ကြားတပ်ဖွဲ့ Special Guerrilla Force နဲ့ပင်လယ်ကျယ်တပ်ဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းတမူးမြို့မှာကင်းလှည့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခတ်ရာစစ်ဗိုလ်တအုပ်အပါအဝင်စစ်သား၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့နေ့လယ်12:55မိနစ်ခန့်မှာ တမိုးမြို့မှာကင်းလည်နေတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဇက်အေဇိုအာမီတပ်ဖွဲ့ကရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်ဗိုလ်တအုပ်အပါအဝင်စစ်သား၃ဦးသေဆုံးသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ဇိုအာမီကလက်နက်ကြီးမရှိလို့အဝေးပြက်လက်နက်ကိုပိုင်ထုတ်လုပ်ထားတာနဲ့တိုက်ခိုက်ရတာပါတနက်၁၀လက်နဲ့အင်အားကအယောက်၂၀လောက်ပေါ့ လက်ကင်းလှည့်နေတဲ့အချိန်မှာစစ်ခွေးတွေဘက်ကနေပြီးတော့ပြန်လည်ပြစ်ခတ်တာတွေရှိပါတယ်။အပြန်အလှန်ပြစ်ခတ်တာမိနစ်40လောက်ကြာပါတယ်။အခုလိုမျိုးမပြည့်စုံတဲ့လက်နက်ခဲနေဂျားတွေကနေအခုလိုတိုက်ခိုက်ခဲ့တာအရင်လဲဇိုအာမီအတွက်ဂုံယူပါတယ်လို့ဇိုအာမီကတောင်းရှိသူကပြောပြထားပါတယ်။ဒါအပြင်တနင်္သာရီမြို့နယ် တိန်ခွန်ရွာဘက်ကိုရိတ်ခါနဲ့လူရင်အားဖြည့်ရန်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာအရာရှိနှစ်ဦးသေဆုံးသွားတယ်လို့တောင်ပံနေပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါဗျ။မေလ31ရက်နေ့မနက်6:55မိနစ်ခန့်မှာတိန်ခွန်ရွာဘက်ကိုရိတ်ခါနဲ့လူရင်အားဖြည့်ရန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတမုတ်ချုံရွာမှာတော်လိုင်းရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီနေ့မွန်လွယ်၃ :30 မိနစ်ခန့်မှာလဲအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ထိတွေ့တိုက်ပွဲထမှန်ဖြစ်ပွားခဲ့ပြီးတော့ညနေ6:00ခွဲလောက်အထိကိုတိုက်ပွဲအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ကအရာရှိ2ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့ဘက်ကရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခတ်မှုကိုဗိတ်ခရိုင်တိုက်ရင်းနဲ့တပ်ခွဲနဲ့ ဘိတ်ခိုင်တိုက်ရင်တဲတနင်္သာရီမြို့နယ်ဘက်ကပါတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တနင်္သာရီမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေများအရာဒေသခံပြည်သူများခရီးသွားပြည်သူများအနေနဲ့သတိရှိစွာသွာလာနေထိုင်ပေးကြပါရန်တောင်ပန်ဒီပြည်သူ့ကာကွယ်အဖွဲ့ကအသိပေးနှိုးဆော်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၄ဦးသေဆုံးပြီးတော့နောက်ဦးကိုအရှင်ဖမ်းမိကစစ်မှုထမ်းတပ်သားတဲ့၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၃ရက်နေ့မနက်၁၇နာရီခန့်မှာဝလူးနယ်မြေရဲစခန်းတိုင်းတိုက်ပွဲကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတော့စစ်တပ်စစ်ကြောင်းကစနိုက်ပါတအုပ်နဲ့တပ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၈ဦးကိုလည်းကယ်ထုတ် ုံနိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်ခဲယမ်းများနဲ့စစ်ကောင်စီတပ်သားမတအလောင်းတပေါင်းကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ဖြစ်ခဲ့တဲ့ထိပ်တွေ့တိုက်ပွဲမှာစစ်ကောင်စီနဲ့စစ်မှုထမ်းဥပဒေနဲ့ခေါ်လာတဲ့ ်ပေါ်တာဆွဲလာတဲ့လူငယ်တွေများပါတယ်အဲ့ဒီလူငယ်တွေအနေနဲ့ရတဲ့နီးလာနဲ့ကျွန်တော်တို့ပြည်သူရင်ဝင်ဘက်ကိုဒါမှမဟုတ်ပြည်သူကာကွယ်ရေးတပ်မတော် PDF အဖွဲ့အစည်းတွေဘက်ကိုပဲဖြစ်ဖြစ်ထွက်ပြေးတာတွေကျွန်တော်တို့တိုက်ပွဲနဲ့ဖြစ်တဲ့အခါမှာလက်နက်ချတာမျိုးတွေလုပ်ဖို့အတွက်ကျွန်တော်တို့ဘက်ကတိုက်တွန်းလိုပါတယ်လို့နထိုးကြီး PDF ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကိုမြင့်ဆောင်အညာမြေ operation အဖြစ်နဲ့မြင်းညာခရိုင်အမှတ်၄တိုက်ရင်မြင်းညာခရိုင်အမှတ်၁၀တိုက်ရင်နဲ့အတူမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းမင်းလာမြို့နယ်တရက်တပင်ရွာအထက်တန်းကျောင်းမှာနန်စီဒီယမ်ကာယဆေးရအောင်ကိုလွင်ဆိုးကကျောင်းသားကျောင်းသူများကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းများကိုတင်ကြားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနဲ့ဇွန်လပိုင်းမှာ စာတင်ကြောင်းများပြန်လည်ဖွင့်လှစ်ခြင်းကစတင်ပြီးတော့မင်းလာမျိုးနယ်တရက်တပင်ရွာအခြေခံပညာအထက်တန်းကျောင်းမှာကာယဆရာအောင်ကိုလွင်ဆိုးကကျောင်းသားကျောင်းသူတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းများကိုတင်ကြားပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတင်ကြားပေးရမှာစစ်ပညာရဲ့အခြေခံဖြစ်တဲ့အမိန့်ကိုနာခံရမယ်ဆိုပြီးတော့ကျောင်းသားကျောင်းသူလူငယ်များကိုနေ့စဉ်ပြောဆိုနေပြီး၎င်းခိုင်းစေတဲ့ကာယလေ့ကျင့်ခန်းများမလုံဆောင်နိုင်ပါကဆဲဆိုခြင်းရိုက်နှက်ခြင်းများကိုလုံဆောင်ကား အချင်းချင်းလေးကျင့်ငန်းများကိုစစ်တပ်ထဲမှာအတိုင်းလှုပ်ဆောင်ခိုင်းနေတယ်လို့သိရပါဗျ။အခုလိုမျိုးကာယဆရာအောင်ကိုလွင်ဆိုးကကာယတင် जा ချိန်မှာလဲအရက်တောက်သုံးထားခြင်း၊မိုးရစေးသုံးဆွဲထားခြင်းများကိုလည်းလှုပ်ဆောင်ထားပြီးတော့အကြမ်းမဲ့စစ်တပ်ကရာရှိများနဲ့လည်းအမျိုးတော်ဆက်သူတအုပ်ဖြစ်တဲ့အတွက်ကြောင့်ကျောက်အုပ်ကြီးကပြောဆိုဟန်တာရဲခြင်းမရှိဘူးလို့သိရပါဗျ။အခုနှစ်ကစပြီးတော့မင်းလာမျိုးနယ်တည့်ရတပင်းရွာအထက်တန်းကျောင်းမှာကာယဆရာအောင်ကိုလွင်ဆိုးက ကလေးတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းတွေကိုပါသင်ကြားနေတာနောက်ပြီးတော့ကလေးတွေကိုမိုးရီထဲမှာသတိဆိုပြီးတော့အကြာကြီးရခိုင်နာတွေအထိပါလှုပ်ဆောင်နေတာသတိရရတာကြာတော့လှုပ်တဲ့ကလေးတွေလည်းအမိတ်မနာခံဘူးဆိုပြီးစဲဆိုရိုက်နှက်တာတွေလှုပ်ပါတယ်လေ့ကျင့်ခန်းတွေကိုလည်းတက်ထဲမှာအတိုင်းပြင်းပြင်းထန်ထန်လှုပ်ခိုင်းပြီးတော့မှားသွားရင်အချိန်ချင်းပြတ်လှုပ်ခိုင်းတယ်လို့ဒေတာတွင်သတင်းရင်းတွေကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီးလင်းမြို့နယ်နဲ့စောမြို့နယ်တို့မှာအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင် drone များနဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ညနေပိုင်းမှာစောမြို့နယ်ညောင်ကန်ကြီးရွာကိုအကြမ်းဖက်ဆက်တက်ရဲ့မကွေးလေတပ်ကနေတက်လာတဲ့ Jet Fighter ဒဇီးနဲ့ ်ဘုံကျဲတက်ခတ်ခဲ့ရောင်းကြီးပါနေပြည်သူ၄ဦးတေဆုံးပြီးတော့၅ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အရာတူပဲမနေ့ကမွန်လွယ်တနအီကန်းကလည်းထီးလင်းမြို့နယ်တောင်ပိုင်းကိုလည်းအကြမ်းဖက်ဆက်တိုက်ရဲမကွေးလေးတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ဘုံကျဲတက်ခတ်ခဲ့ပြီးတော့ပြည်သူများထိခိုက်တေဆုံးမှုတော့မရှိဘူးလို့သိရပါတယ်စောမြို့နယ်ညောင်ကန်ရွာထဲတဲ့တဲ့ကြပြီးတော့ဘုံကွဲတာပြည်သူ၄ဦးသေးတယ်၅ဦးဒဏ်ရာရတယ်ညနေပိုင်းမှာပဲကျဲသွားတာတခြားထိခိုက်ပျက်စီးမှုတော့မသိရသေးဘူးထီးလင်းမှာကျဲသွားတာ ရွာထဲမကြတဲ့အတွက်ပြည်သူတွေထိခိုက်သေးဆုံးမှုတော့မရှိဘူးလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်။ပြီးခဲ့တဲ့မေလာအတွင်းကလည်းမကွေးတိုင်း၊ကံကောခရိုင်ရောဒေသကိုအကြမ်းမဆက်တဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြီး26ကြိမ်ထက်မနည်းရှိခဲ့ပြီးတော့အခုလိုတိုက်ခိုက်မှုများအတွင်းမှာ Jet Fighter များအပြင်112ထောက်ပို့လေယာဉ်များနဲ့လည်းဘုံဒီများကျဲချခဲ့ကတိုက်ခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ ်ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူ၅အုပ်ထက်မနည်းတိတ်ဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကစာတင်ကြောင်းနဲ့နေအိမ်၅လုံးထက်မနည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသတင်းရရှိပါရခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့စစ်တပ်စခန်းတို့ကစစ်မှုထမ်းတပ်သား၂ဦးနဲ့ရဲတအုပ်တို့လက်နက်ခဲယမ်းများယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်တအုပ်ကိုငွေကျ350စုချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလနဲ့အခုဇွန်လအတွင်းမှာမုံရွာမြို့ပေါ်မှာရှိတဲ့စစ်တပ်စခန်းနဲ့မုံရွာမြို့နယ်အတွင်းလှည့်လည်သွားလာနေတဲ့စစ်တပ်စစ်ကြောင်းတို့ကစစ်မှုထမ်းတပ်သား၂ဦးနဲ့ရဲတအုပ်တို့ဟာ MA1 အမျိုးအစားတပ်နဲ့တလား G3 အမျိုးအစားတပ်နဲ့တလားနဲ့ MA13 အမျိုးအစားတပ်နဲ့တက်လက်တို့ကိုယူဆောင်လာကမုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။နှစ်ယောက်ကတော့ကျွန်တော်တို့နဲ့အတူတော်လိုင်းရေးတာဝန်ထမ်းဆောင်ခြင်းနဲ့ဆိုလို့တပ်ဖွဲ့ထဲမှာတာဝန်ပေးထားပါတယ်။ကျန်တဲ့တယောက်ကတော့တော်လိုင်းရေးမှာလည်းမပါခြင်းဘူး၊စစ်ခွေးတွေဘက်မှာလည်းမနေခြင်းဘူးဆိုပြီးတော့ သူ့ရဲ့မိသားစုတွေစီကိုပြန်မယ်ဆိုလို့ပို့ပေးလိုက်ပါပြီလက်နက်ပါလာတဲ့အတွက်စုချင်းမြင့်ငွေ350နဲ့အတူသွားလို့ရနေရာကိုပို့ပေးလိုက်တာပါသူ့ရဲ့စိတ်သဘောဆန္ဒအလျောက်ပဲကျွန်တော်တို့ကဆောင်ရွက်ပေးတာပါလို့မုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖတာဝန်ခံကိုအားကူးကရှင်းပြထားပါတယ်အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စီကောင်စီတပ်သားများကိုမုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖကငွေကျပ်350စီစုချင်းမြင့်ပေးခဲ့ပြီးတော့၎င်းတို့သဘောဆန္ဒအလျောက် တဦးဟာမိသားစုရှိရာကိုပြန်သွားပြီးတော့ကျန်တဲ့နှစ်ဦးကတော့ပြည်သူ့ကာကွယ်တပ်မတော်သားများအဖြစ်နဲ့တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့သိရပါဗျ။အလင်းဝင်ရောက်လာသူများဟာရန်ကုန်မြို့မှာအတင်းအဓမ္မစစ်သားအဖြစ်နဲ့စုဆောင်းခံရသူနေမျိုးဦးရှမ်းပြည်နယ်မြောက်ပိုင်းမှာအတင်းအဓမ္မစစ်သားတဲ့စုဆောင်းခံရသူကိုညီညီနဲ့အေရဝတီတိုင်းပသိမ်မြို့ဇာတိဖြစ်သူရဲတပ်သားချင်းမိုးသူတို့ဖြစ်တယ်လို့သိရပါဗျ။ စစ်ကောင်စီကသူတို့ရဲ့တပ်အတွဲမှာ6လက်မှုတွေကိုလှုပ်ထားပါတယ်မင်းတို့လက်နက်တွေယူသွားပြီးတော့ PDF တွေစီကိုထွက်ပြေးရင်လဲ PDF တွေကမင်းတို့ရောက်ရင်တတ်မှာပဲရှင်းမှာပဲဆိုပြီးတော့ချင်းချောက်ထားပါတယ်ဝါရဖြန့်ထားတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကဒီလိုမျိုးနွေ့နွေ့ထွေးထွေးကြိုးဆိုတဲ့ဒီလိုချင်းမြတ်မှုတွေရှိတယ်ဆိုတာကိုပြကြင်တာပါကျွန်တော်တို့စီမှာလက်နက်မပါဘဲပြေးလာတဲ့သူတွေအများကြီးပါ လူဦးရေအယောက်20နီးပါးလောက်ရှိပါတယ်။အဲ့ဒီတဲကတပ်ဆိုင်ရာတာဝန်တွေကိုထမ်းဆောင်နေတဲ့သူတွေလည်းရှိတယ်လို့ပြန်တဲ့သူတွေလည်းပြန်လာတယ်ရှိပါတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖတာဝန်ခံကိုအာဂူးကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းကထွက်ပြေးပြီးတော့ပြည်သူရင်ဝင်ကိုရိုးရိုးသားသားနဲ့ဝင်ရောက်ခိုးလုံလိုပါကဝေးထွေးစွာကြိုးစိုးလျက်ရှိပြီးတော့လက်နက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေမိသည်နေရာကိုရောက်ရှိနေသည်ဖြစ်စေစူးစမ်းအထောက်ပြီးတော့ကုညီပေးလျက်ရှိတယ်လို့အသိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ